Hello，大家好。今天老师啊，用那在一块吃吃哩啵喏，用那在个不如没有块吃，不不如没有到哪里是吧？哩哦，今天老师阿龙那边咪会比较啵喏，后年阿呢老师没可能一头来得，然后将来的多咪咪问题加啵喏，然后问题也是嘛嘞，嗯，都多咪咪来蛮加吧嘞喏，都多来蛮加嘞，然后阿哥阿姐阿么弟弟阿留哩拽啵喏，老师单边就嘛太先了比啵喏，然后。 ယုံနဲ့စိုက်ဆိုတာဒါဆိုတော့ဘယ်နေရာတွေမှာသုံးတာလဲဆိုတော့ဒါဆိုတော့တစ်ခေါက်ထပ်ပို့တဲ့အချိန်ကြီးဒီတိုင်းမှာတော့ဆိုတော့သုံးလို့ရတယ်เนาะဒီကိစ္စကို तू ကလှုပ်လှုပ်ပြန်ပြီးတော့ထပ်လှုပ်ပြန်ပြီးဆိုတဲ့နေရာတွေမှာဆိုတော့ဆိုတော့သုံးလို့ရတယ်ဒီစကလုံးပေါ့เนาะဒါဆိုရင်တို့နှစ်ခုက အတူတူသုံးလို့ရလားဟလာဒါဆိုတချို့စာကြောင်းမှာကြာတော့စိုက်သုံးတယ်တချို့စာကြောင်းမှာကြာရုပ်သုံးတယ်အဲ့တော့ဘယ်လိုမျိုးกว่าတလဲဆိုတာလေးလောရှိပြောပြပေးမယ်ပေါ့နော်အဲ့တော့ရုပ်ဆိုတဲ့စကားလုံးဝကြာလောဆိုတော့သူမှတ်ထားသူ့ကိုကြာတော့သူကထပ်ပြန်ပြီဆိုတဲ့ဘော ထပ်ပြန်ပြီဆိုတာထပ်ဖြစ်ပြန်ပြီပေါ့အဲဥပမာ तू ထပ်စားပြန်ပြီเนาะနောက်တစ်ခုကကျတော့အာမိုးထက်ရွာပြန်ပြီเนาะထပ်စားပြန်ပြီမိုးထက်ရွာပြန်ပြီမီးပြက်ပြန်ပြီအဲအဲ့လိုတွေမှာသုံးတယ်စိုက်ကြတော့ကောစိုက်ကြတော့နင်ထပ်စားပါနင်အင်ကြီးတစ်ထဲထပ်ဝယ်ပါ နော်နင်ဒီစာကိုထက်ရေးပါတဲ့အဲဒါဆိုလို့ရှိရင်တော့ဆွအခုပြောရတဲ့ဥပမာနဲ့တင်ကိုတော့ဆွတို့ဘာကွာလဲဆိုတာကျောင်းသားရဲ့တည်နေလောက်ပြီနော်အဲ့တော့ဘာကွာလဲဆိုလို့ရှိရင်စိုက်ကကြတော့အနာကတ်မှာဒီကိစ္စကိုထက်လုတ်ခိုင်းတာယုတ်ကြတော့ပြီးသွားပြီဆိုတဲ့နေရာမှာပြီးခဲ့ပြီးတဲ့နေရာနဲ့ဖြစ်နေစေနေရာဒီမှာလောက်ဆွတို့ကသုံးတယ်ဥပမာဆိုလို့ရှိရင်ခုနပြောလိုက်တဲ့ဟာကြည်လိုက်မီးပြက်ပြန်ပြီလို့ပြောကြတဲ့ကွာမီးပြတ်သွားလို့လောက်ဆွတို့ဒီစကားကိုပြောလိုက်တာ အခုချိန်မှာမီးရုပ်တည့်ရပြတ်သွားရင်လားဆိုပြောအာမီးဟာမီးရလည်းပြတ်ပြန်ပြီဟွာဆိုရင်ရုပ်ထင်းတဲ့လားဆိုရဲစကားလုံးသုံးမယ်လေနော်ဟွန်းဒါကြောင့်မလို့အဲ့တော့ထပ်ပြန်ပြီဆိုလို့ရှိရင်အတိတ်ကဟာကိုဆိုလို့ရှိရင်တော့ဆိုတော့ရုပ်သုံးတယ်အနာဂတ်ကဟာဆိုရင်တော့ဆိုတော့စိုက်သုံးတယ်အဲ့တော့အများကြီးမပြောတော့ဘူးစာကြောင်းလေးကြည့်ကြည့်လိုက်နားလေးတော့လိုက်မယ်ကြည့်ကြည့် မနေ့ကရန်ကုန်မိုးထက်ရွာပြန်ပြီတဲ့โอเคဒီနေရာမှာလာရှိတော့ထက်ကိုတွေ့တယ်ပြန်ကိုတွေ့တယ်မိုးထက်ရွာပြန်ပြီတဲ့မနေ့ကဒါဆိုလို့ရှိရင်ဘာခချိန်လဲအတိတ်ကအချိန်ဒါကြောင့်မို့လို့ရှိတော့ဒီစမ်းနာမှာရုတ်ထဲမှာမမ်းမယ်เนาะဒါဆိုရင် 昨天阳光又下雨了，มันเนี่ยยังคงอ่ะมูทะยัวเปลี่ยนไปเนาะทีนั้นนี่มาป่ะเนาะ又下雨了เออถ้ากวลัดนี่แจ้งขึ้นเนาะยุบเนาะ昨天阳光又下雨了เออมันเย็นล่ะแล้วเสร็จจริงอ่ะเนาะเนนอกตะคอกทับเปียวรู้ยามล่ะเนนอกตะคอกทับเปียวรู้ยามล่ะป่ะเนาะอ่ะสมทับกูตุยไปหละถ้าสมยิงเอ่อดิสตูซินซาจิจิป่ะดิเซนเดนต์สนอชรู้ အယုတ်တော့မလားစိုက်တော့မလားဆိုတာเนาะအဲဆိုရင်ဒီဆန်းနဲ့မှာဆိုတော့လဆူတို့ကစိုက်တော့ရမယ်ဘာဖြစ်လို့လဲခဏနေလင်းထက်ပြောလို့ရမလားအဲဆိုမဖြစ်ပြီးဒီကိစ္စမပြီးခဲ့ဒီဒါကြောင့်မို့လို့ဆူတို့ကအနာကက်လို့ဒီယူဆလို့ရတဲ့အတွက်ကြောင့်မို့စိုက်တော့ပြီးမယ်你可以再说一次吗အဲကောလရီကျန်ခဲ့လို့နော်ဒီနေရာမှာစိုက်တယ်နော်你可以再说一次吗你可以再说一次吗好不呢那就再记咩 နင်ဘာလို့ငါ့ကိုစိတ်ဆိုးပြန်တာလဲอืมဒါဆိုစဉ်းစားကြည့်ဆိုးပြီးတော့မှဒီစကားကိုပြောတာဟုတ်တယ်ဟုတ်ဇိုးနေတာတွေ့လို့ပြောတာလေဒါကြောင့်မို့ဒီကိစ္စကြတော့ပြီးခဲ့ပြီးပြီးပြီးခဲ့ပြီးရဖြစ်တဲ့အတွက်ကြောင့်တော့ရှုလို့မသုံးမလဲဂီယိုကိုသုံးမယ်မှန်လားဒါဆိုရင်你怎么又生我的气了生我的气ဆိုသူ့ကိုစိတ်ဆိုးရလို့ပြောတာပါเนาะဒီနေရာမှာလာရှစ်တခါလေးပြောပြပြီးမယ်ကျောင်းသားရဲ့တော်တော်များမတတ်တဲ့အမိခွန်းကပါလဲဆိုရင် 生气，我我是族人，所以生气我都不要加的，我不用不要骂的喏。生我的气都不要骂妹妹，这个老师我是族人，所以嘞生老师的气，我你要骂老师太不喏，生老师的气，生气老师都没表扬喏，妹妹我是族人，所以嘞生妈妈的气。 အဲ့ဒါမှမှန်ပါတော့ဗောနော်အဲဆိုရင်နေသမယုတ်ရှင်းဝတ်တချီလာနေဘာလို့ငါ့ကိုစိတ်ဆိုးပြန်တာလေအဲဟုတ်ပြီနော်တကယ်စိတ်ဆိုးသွားလို့လေနော်အဲဆိုစိတ်ဆိုးနေတာမို့လို့ဒါကြောင့်မို့လားဆွေတို့ကဒီနေရာမှာဆိုရုတ်သုံးရတယ်နောက်တစ်ခုနောက်တစ်ချိန်ထက်ရှိရင်ငါနေကိုအလုတ်ထုတ်မဲ့ဆိုရှိပြီလားအဲ့အချိန်က အဲ့ချိန်ကမရှိသေးဘူးဒါဆိုရင်နောက်တစ်ခေါက်မှဒီချိန်ထရှိခဲ့တယ်ဆိုတော့ဒါဒီအနာဂတ်ကိုညွှန်းတာဟုတ်တယ်နော်နောက်ပိုင်းမှာဆိုရင်သဘောမလို့ဒီဆိုရင်ဒီနေရာမှာစိုက်ဖို့နော်စိုက်ရုံ一次我就開除你နောက်တစ်ချိန်ထရှိနော်ငါနေအလုပ်ထုတ်ပြီနော်အလုပ်ထုတ်တာ開除ပေါ့နော်အဲ့တော့စိုက်ရုံ一次我就開除你ဆက်သွားမယ် ဒီနေ့အပြင်မှာမိုးရွာနေတယ်ကျွန်တော်တို့မနှက်ဖြန်မှသွားရအောင်တဲ့ဟုတ်ပြီမနှက်ဖြန်မှလုံမဲ့အရာဖြစ်တဲ့ကြောင့်မို့ဒီနေရာမှာလည်းလောက်ရှိလို့ဇိုက်ပေါ့နော်ဝါမန်မင်းထန်ဇိုက်ချွေနော်ဒီနေရာမှာထည့်မယ်နော်ဇိုက်ချွေဆိုရင်今天外面下雨了我们明天再去ဒီနေ့အပြင်မှာမိုးရွာနေတယ်ကျွန်တော်တို့မနှက်ဖြန်မှသွားကြရအောင် ဟုတ်ပြီနော်โอเคလွယ်လွယ်လေးပဲဟလာအတီးကတိဖို့တော့လိုအပ်တယ်เนาะနောက်ရှိတော့ကြာအခုဆိုလို့ရှင်တော့ရှင်တို့အာ ဆက်စားကြောင်းငါးကြောင်းလဲပြောတတ်သွားတဲ့မကအောင်ပေါ့နော်။ဒါဆိုတော့ဘာဖြစ်သွားလဲ။စိုက်နေရုပ်ကိုဘလူနီယာတွေမှာတုံးတလဲဆိုတော့ကိုတိသွားတယ်။အဲ့ဒါတိသွားမှဒါနဲ့လားဆိုတော့နောက်နောက်ပိုင်းတွေမှာစခြားစကလုံးတွေကိုထည့်ထည့်ပြီးတော့အစားထိုးပြောတဲ့ချိန်ညလဲကိုကမမားတော့ဘူးနော်။အဲကြောင့် grammar ဆိုတာကတကယ်တော့အရေးကြီးရဲ့နော်။ဒါဆိုတော့တိရုပ်စကားစကားကိုများများပြောတတ်ချင်တယ်ဆိုလို့ရှိရင်ပထမအသစင်ရတော့ဝါဟာရတော့မရမဖြစ်ပဲ။မီနင်းရတော့လည်းအများကြီးသိရမယ်နော်။မီနင်းမတတ် ပို့မီနင်းမတိုင်လဲစကားပြောရမလွယ်ဘူးအဲ့တော့မီနင်းတက်ရမယ်မီနင်းတက်ပြီးတော့လို့ရှိရင်နောက်ဒုတိယအရေးကြီးရဆိုဒီအခုလိုမျိုးစကားလုံးလေးတွေဘယ်လိုမျိုးသုံးပါလဲဆိုတာပေါ့နော်ဆိုတော့တကယ်လို့ညီမမတိခဲ့ဘူးဆိုလို့ရှိရင် စာကြောင်းကတော့ငါးကြောင်းတော့ရသွားတယ်ဒါပေမဲ့တကယ်လို့ရုပ်နဲ့စိုက်ရဲ့တေချာအသုံးပြုပုံတေချာမသိတဲ့ခါကျတခြားချိန်ညရင်ထပ်မထပ်မနေမှာပဲเนาะအဲ့တော့တခါလေအခုတိသွားပြီဆိုလို့ရှိရင်နောက်လေလာဆိုတော့မမာတော့ဘူးဘယ်လိုနေရာမှာသုံးရမလဲဆိုတာလေစာကြောင်းနဲ့ကိုကိုကိုတိဆောက်ပြောပြောတတ်ပြီပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်ဒီနေ့ဘာနမရကြလဲလားဆိုပြောပြခဲ့ပါအောင်เนาะအဲ့တော့လောက်ရှင်နောက်ထပ်တပုတ်လည်းထပ်တင်ထားပြီးတယ်နောက်နေ့ကျရင်လည်းထပ်ပြောပြင်ရှင်းပြပေးမယ်เนาะအဲ့ဆိုရင်လောက်ရှင်နောက်နေ့ကျရင်ပြင်သွင်းမယ်တကြဆိုင်ချင်း